ကိုယ်ခန္ဓာကိုယ်ကြီးနဲ့ပတ်သက်ပြီးတော့တဲ့မစင်လူးနေတဲ့မစင်တွင်နေကြလို့မစင်လူးနေတဲ့အစိတ်တောင်ရှိတဲ့မွေကြီးကိုရှောင်ရှားသလိုပဲအဲ့ဒီမွေဟာမစင်လူးနေသည့်အတွက်ကြောင့်အနံ့ကလည်းဆိုးတယ်အစိတ်ရှိတဲ့အကောင်ဖြစ်သည့်အတွက်ကြောင့်ကြိုက်မှလည်းကြောက်ရတယ်သူကကိုယ်ညစ်ပေမှလည်းကြောက်ရတယ်ကြိုက်တတ်မှလည်းကြောက်ရတယ်နှစ်ခု နှစ်ခွကြက်သွားတယ်အဲ့လိုမျိုးလိုပဲသူ့ရဲ့ခန္ဓာကိုယ်ကြီးဟာလည်းပဲဒီတိုင်းပဲမစင်နှူးထားတဲ့မစင်တွင်းကြတဲ့ပွေဆိုးကြီးကိုဝေးဝေးကရှောင်သလိုတဲ့ဘဝမူလံဝမိတ်တဝါနာပြိနိဗ္ဗာန်တိနာတဝါကိုယ်တိုင်ကကိုယ်ခန္ဓာကိုယ်ပေါ်မှာတွေ့တာမှုတွေအားလုံးလူချင်းမှုတွေတောင်းတမှုတွေနှစ်သက်မှုတွေမျက်နှာမှုတွေအားလုံးကိုစွန့်ပြစ်လိုက်ပါ တွေ့တာပြီးတော့မနေပါနဲ့တဘာဝတရားကိုရှုစားပြီးတော့ခန္ဓာကိုယ်ခန္ဓာကိုယ်ကြီးရဲ့တဘာဝအတိုင်းပယ်ဆွန့်လိုက်ပါဆိုတာခန္ဓာကိုယ်ကြီးကိုဆွန့်ပြရမှာမဟုတ်ဘူးဆိုလိုတာကတွေ့တာမှုတွေကိုဆွန့်လိုက်ပါလို့ပြောတယ်နော်တွေ့တာမှုတွေကိုဆွန့်လိုက်ပါအရေးကြီးဆုံးကတွေ့တာမှုကိုပဲဆွန့်အောင်မှာဖြစ်တယ်လူခန္ဓာကိုယ်ကြီးကိုစိတ်ညစ်ပြီးတော့တတ်ပြရမှာမဟုတ်ဘူးဆွန့်ရမှာမဟုတ်ဘူး အဲ့ဒီခန္ဓာကိုယ်ကြီးကိုလိုချင်နေတဲ့တဏှာကိုစွန့်လိုက်ပါလို့သူတို့ဆိုလိုတယ်။အဲ့ဒီတဏှာကိုစွန့်လိုက်နိုင်ပြီဆိုရင်ဘဝဆိုတာနောက်ထပ်မလာသည့်အတွက်ကြောင့်ကိလေသာတွေကုံဆုံးသွားလို့တဏှာဝတင်းကလွတ်ကင်းလို့နောက်ဆုံးမှာမမွေးဖွားသည့်အတွက်ကြောင့်အိုခြင်းဆိုတာမလာဘူး၊နာခြင်းဆိုတာလည်းမလာဘူး၊သိခြင်းဆိုတာလည်းမလာဘူး။အိုခြင်း၊နာခြင်း၊သိခြင်းဆိုတာတွေက လွတ်ကင်းတဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်လို့မြတ်စွာဘုရားကဒီစကားရတ္တိကိုအသုံးချပြီးတော့ကပ္ပဆိုတဲ့ဒီပိယင်္ဂံကိုခေါ်ခေါ်ပြောလိုက်တာပဲဖြစ်တယ်။အေးမြတ်စွာဘုရားဟောရင်ဟောရင်သူ့ဘဝဒုက္ခနာသူ့တွေ့တာမှုတွေစဉ်းစားညံနဲ့တောင်းလှန်ဖယ်ရှားပြီးမှန်လိုက်တာ ဘဝဆိုတာခန္ဓာကိုယ်ဆိုတာတကယ်ကတော့နှစ်သက်စရာတစ်ခုမှမရှိဘူးနှစ်သက်စရာမရှိတဲ့ခန္ဓာကိုယ်ကြီးကိုငါနှစ်သက်စရာလို့ထင်ပြီးတော့ဆွဲလန်းနေမိတယ်ဆိုပြီးတဝေကပြင်းထန်စွာရရှိပြီးမြတ်စွာဘုရားဓမ္မဒီသင်္ကန်းဝုတ်ခွင့်တောင်းလိုက်တယ်